မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ31ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးထုတ်ဖို့အနေနဲ့ KNDF ဖွဲ့စည်းထူထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားအတွက်ညီနောင်မဟာမိတ်၃ဘွဲ့ဂုံပြူတုံလွာပြဖို့တဲ့သတင်းကိုတင်ပြပေးပါမယ်ဒီကနေ့မေလ31ရက်နေ့မှာကြာရောက်တဲ့ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းထူထောင်ခြင်းလေးနှစ်ပြည့်အခမ်းအနားကိုညီနောင်မဟာမိတ်၃ဘွဲ့ကဂုံပြုတောင်းလွှာပေးပို့လိုက်ပါတယ်၂၀၂၁ခုနှစ်မေလ၃၁ရက်နေ့မှာဖွဲ့စည်းထူထောင်ခဲ့တဲ့ KNDF ဟာပြည်ပြည်နဲ့မှန်မှန်ရှောက်လန်းလာခဲ့ရာဒီကနေ့မေလ၃၁ရက်နေ့ဟာဆိုရင်၄နှစ်သားအရွယ်ရောက်ရှိလာပြီလို့အတည်ပြုထားပါတယ်တော်လိုင်းကာလ၄နှစ်ကျော်လာချိန်မှာဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ဟာဆက်ပြီးတော့မရက်တည်နိုင်ကြတော့ပဲတော်လန်ဟီပြည်လန်းဘော်ကနေလွင့်စွင်သွားခဲ့ကြပြီးဖြစ်ပေမဲ့ အချို့သောအဖွဲ့အစည်းတွေကတော့ဆရာအနာရှင်တွေကိုနောက်မဆုတ်တမ်းကြမ်းကြမ်းခံတဲ့စိတ်ဓာတ်နဲ့ဆက်လက်တွန်းလှန်တိုက်ခိုက်နေကြစေလို့ညီနောင်၃ဖွဲ့ရဲ့ဂုံပြူတုံးလွာမှာဖော်ပြထားပါတယ်။ KNDF ဟာကရင်ပြည်လူမျိုးတွေနဲ့ဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုတရက်လုံးရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်စောင့်ရှောက်ရေးအမျိုးသားတန်းတူရေးကိုပိုင်ပြတ်ထန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေးဆရာနာရှင်စနစ်အမြင့်ပြတ်နိုင်ရေးတို့အတွက် ကရင်နီလူမျိုးတွေနဲ့စုဖွဲ့တည်ထောင်ထားတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့၄နှစ်တာကာလအတွင်းတော်လန်ရေးလောကနဲ့အခက်အခဲတွေကိုကရင်နီပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးတော့ခါးစည်းရင်ဆိုင်ဖျက်တမ်းခဲ့ကြတယ်လို့သိရပါတယ်။ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဟာတက်ကြွဖျက်လက်တဲ့လူငယ်မျိုးဆက်တစ်တွေနဲ့စုဖွဲ့မှုအားကောင်းကောင်းနဲ့တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ကရင်နီဒေသအတွင်း ရန်သူစခန်းတွေကိုချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာကြောင့်လေထိုက်တန်နဲ့အောင်မြင်မှုတွေနဲ့အတူကရင်နီလူမျိုးတို့ရဲ့ဘိုးဘွားပိုင်နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ဂုံပြူတောင်းလွာမှာဖော်ပြထားပါတယ်တော်လိုင်းရေကာလ၄နှစ်တာအတွင်းအသက်သွေးချွေးတွေနဲ့ပေးဆက်ဆွန့်လွတ်ခဲ့ကြတဲ့ကရင်နီပြည်သူလူထုကရင်နီတရေကောင်းများနဲ့တော်လိုင်းရေဘော်တွေရဲ့ပေးဆက်မှုတိုင်းအတွက်လည်းညီနောင်မဟာမိတ်သုံးဘွဲ့မှလေးလေးနက်နက်ဂုံပြူထားပါတယ်ဒါအပြင်ကရင်နီပြည်သူလူထုတရက်လုံးနဲ့ KNDF ကမျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေအချိန်တိုအတွင်းအမြန်ဆုံးကျင်းပနိုင်ပါစေကြောင်းလည်းညီတော်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ကိုကန့်တအောင်နဲ့ရခိုင်တပ်တော်တို့ကစုတောင်းပေးထားပါရခင်ဗျာဆလဘီ PSLF TNL အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကမေလအတွင်းကျေးရွာ၃ရွာမှာကျမ်းမာရေးအသိပညာပေးမှုတွေလှုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ကဌာနကွေးတစ်ခုဖြစ်တဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့မေလအတွင်းမှာကြေးရွာ၃ရွာကဒေသနေပြည်သူတွေကိုကျန်းမာရေးအသိပညာပေးမှုတွေကွင်းစင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။နမ်ထူမျိုးနယ်ကကောင်းဟုံးရွာတီဘောမျိုးနယ်တဲကလွေစာနဲ့မန်လွေရွာတို့ကဒေသနေပြည်သူ89ဦးကိုအမျိုးသမီးအမွေးဆက်ခြင်းနဲ့အမျိုးသမီးနဲ့ကျန်းမာရေးစတဲ့အကြောင်းအရာတွေအသိပညာပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ PSLF TNL ၏အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့တအောင်းပြည်အတွင်းမှာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုရော့ကျစေရေးလုပ်ငန်းစဉ်တွေအမျိုးသမီးစွန့်ရည်မြင့်တင်ရေးစီးယုံရေးလုပ်ငန်းအိမ်တွင်းမှုနဲ့ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်တွေချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်နေတာလို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ပြီးကြတဲ့ဧပြီလအတွင်းကလည်းတီဘောမိုင်းငော့နမ်ဆန်ကြောက်မင်းနဲ့ မိုင်းလုံမျိုးနယ်တို့မှာရှိတဲ့ကျေးရွာ26ရွာကိုကွင်းဆင်းပြီးတော့ပြည်သူလူထုစုစုပေါင်း1055ဦးကိုအသိပညာပေးနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဆက်လက်ပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရဲကြောင်းမေလာအတွင်း3လအရွယ်ကလေးငယ်အပါအဝင်အရက်သား152ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရဲတွေကြောင်းမေလာအတွင်းမှာ၃လသားအရွယ်ကလေးငယ်အပါအဝင် နိုင်ငံအနှံ့ကအရသာပြည်သူ152ဦးတိစုံခဲ့တယ်လို့ နိုင်ငံရေးအချင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။အခုနှစ်မေလ၁ရက်နေ့ကနေမေလ30ရက်နေ့အထိနိုင်ငံတော်ဝန်မှာအမျိုးသမီး86ဦးနဲ့အမျိုးသား66ဦးစုစုပေါင်း152ဦးတည်ဆုံခဲ့ရပြီးတော့အသက်18နှစ်အောက်အရွယ်ကလေးငယ်52ဦးပါဝင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တည်ဆုံသူအများစုဟာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ပြီးတော့109ဦးအထိရှိကာ 18ဦးကတော့လက်နက်ကြီးဒဏ်ကြောင့်တိဆုံးခဲ့ရတာဖြစ်ပြီးစကိုင်းတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့ကအများဆုံးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီကာလအတွင်းမှာအတိမပြုတ်နိုင်သေးတဲ့အရက်သားပြည်သူအလောင်း100ကျော်ရှိနေပြီးတော့ငွေဥတော်လန်ရေးကိစ္စနဲ့ပတ်သက်လို့အမျိုးသား၄ဦးနဲ့အမျိုးသမီး9ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်းအသိပေးထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်တွေအရစစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေအခုနှစ်မေလ30ရက်နေ့အထိဆိုရင်အဂျမ်ဘတ်စီအုပ်စုလက်ချက်ကြောင့်တည်ဆုံးခဲ့ရတဲ့အရသာပြည်သူ6964ဦးရှိလာခဲ့ပြီဖြစ်တယ်လို့ဖန်စည်းခံရသူ2900ကျော်တည်းက1000ကျော်ဟာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်းသိရပါပါခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ